1938ခုနှစ်ကဘာကြီးကမီဟွန်းတောက်မဲ့ဒုတိယကဘာစစ်ကြီးစီဥတည်နေတဲ့ချိန်ပါဥရောပတိုက်မှာဟစ်တလာရဲ့အာဏာစက်ကထိုးတိတ်ကိုရောက်နေပါခေမီလက်နက်တွေတင်ကားတွေဒေယမြန်တွေနဲ့ကဘာကိုသိမ်းပိုက်ဖို့ပြင်ဆင်နေတဲ့အချိန်ပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲကဘာအမိုးလို့တင်စားရတယ်ဟိမဝန္တာတောင်တန်းကြီးတွေကြားမှာတော့ဦးဆန်းနဲ့ဖွဲတဖွဲရောက်ရှိနေပါသူတို့ကတောင်တက်သမားတွေမဟုတ်ပါဘူးဖျားဘူးတွေလည်းမဟုတ်ပါဘူးသူတို့ရဲ့အင်ဂျီလက်မောင်းမှာတက်ဆင်ထားတာက စက်ကြပုံတစိမ့်တွေပါဟုတ်ပါတယ်သူတို့ကနာစီဂျာမနီရဲ့ထူးလိုဝက်တပ်ဖွဲ့ SS အရာရှိတွေပါပဲမိတ်ဆွေစဉ်းစားကြည့်ဘူးလားသိပ္ပံပညာကိုအလွန်လေးထားပါတယ်ဆိုတဲ့နာစီတွေကဘာလို့ရှီဟောင်းဖုန်ကြီးเจ้าတွေပေါ်များရလမ်းမဆက်တွေခက်ခဲတဲ့ဒီရေခဲတောင်ကြီးကိုရောက်လာရတာလေစစ်တိုက်ဖို့အတွက်လိုအပ်တဲ့တန်တွေရွှေတွေရေနံတွေဒါတွေတိပတ်မှာမရှိပါဘူးဒါဆိုသူတို့ဘာလာရှာတာလဲ တမိုင်းပညာရှင်တွေဆိုရသူတို့ရှာဖွေနေတာကလက်နက်တစ်ခုမဟုတ်ပါဘူးဇင်းမြစ်တစ်ခုနဲ့စွမ်းအင်တစ်ခုကိုရှာဖွေနေကြတာပါအဲ့ဒါကတော့ဒန်နာယူရီထဲမှာပဲရှိတယ်လို့လူတွေထင်ထားတယ်ရှမ်ဘဲလာဆိုတဲ့မြေရောက်တိုင်းပြည်ကိုပါပဲဒီခီးစဉ်ရဲ့နောက်ွယ်မှာဂျိုးကင်နေသူကတော့နာဇီရဲ့ဒုတိယခေါင်းဆောင် SS တပ်ဖွဲ့ရဲ့အကြီးအကဲအင်မလာပါဟစ်တလာကစစ်ပွဲကိုစိတ်ဝင်စားပေမဲ့အင်မလာကတော့ရှီဟောင်းဘေးလီတွေပေါ်ပညာတွေကိုအရန်ယူသွတ်တဲ့လူတစ်ယောက်ပါသူ့မှာယုံကြည်ချက်တစ်ခုရှိခဲ့ပါတယ် ဂျာမန်တွေအရိုင်းယန်လူမျိုးတွေဟာတာမန်လူသားတွေကနေစစ်တပ်လာတာမဟုတ်ပါဘူး။ဖျားသခင်တမားဆွမ်းအားကြီးတဲ့ရှီဟောင်းလူသားမျိုးနွယ်ခုကနေစစ်တပ်လာတာလို့ယုံကြည်ခဲ့တာပါ။အဲ့ဒီရှီဟောင်းလူသားတွေကလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကကဘာကြီးပြက်စီမဲ့ဘေးရနေတဲ့ခုကြုံတဲ့အခါမှာမြေရောက်တဲ့ကိုဝင်ရောက်ပုန်းခုသွားကြတယ်လို့သူတို့ယူဆကြပါတယ်။ဒါကြောင့်ဟင်မလာဟာအာနန်အာဘဲလို့ခေါ်တဲ့ဘောဘဆင်ဆန်အပင်နှစ်ရှာဖွေရေးဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။ဒီဖွဲ့ရဲ့ရည်ရွယ်ချက်ကတခုတည်းပါ ကဘာနန့်ကိုသွားပြီးတော့သူတို့ရဲ့ဘိုးဘေးတွေနေထိုင်ခဲ့တဲ့မြေအောက်တိုင်းပြည်လမ်းကြောင်းကိုရှာဖွေဖို့ပါပဲသူတို့လေးလာတွေ့ရှိချက်တွေအရအဲ့ဒီမြေအောက်ကဘာရဲ့ဝင်ပန်းဟာနေရာနှစ်ခုမှာရှိနေနိုင်ပါတယ်တစ်ခုကအာဏာတိကရေခဲတိုက်ကြီးမှာဖြစ်ပြီးတော့နောက်တစ်ခုကတော့တိဘက်ကဟိမဝန္တာတောင်တန်းတွေရဲ့အောက်မှာပါ1938ခုနှစ်မှာတော့ဟင်မလာဟာတိဘက်စူးစမ်းရှာဖွေရေးအတွက်လူငယ်သိပ္ပံပညာရှင်ဟန်စ်ရှာဖာကိုတာဝန်ပေးခဲ့ပါတယ်။ရှာဖာဟာတိဘက်ယဉ်ကျေးမှုကိုကျွမ်းကျင်သူနှက်ပညာရှင်တစ်ယောက်ပါ ဒါပေမဲ့ဒီတစ်ခါသူ့ရဲ့တာဝန်ကငတ်ပစ်ဖို့မဟုတ်ပါဘူး။သူတို့ဖွဲ့မှာမနုဿဗေဒပညာရှင်တွေ၊ဘူမိဗေဒပညာရှင်တွေပါဝင်ပါတယ်။သူတို့တိဘက်ကိုရောက်တဲ့အခါမှာတော့လှုပ်ဆောင်ခဲ့တဲ့အရာတွေကအရန်ကိုထူးဆန်းပါတယ်။သူတို့ဟာဒေသခံတိဘက်လူမျိုးတွေကိုခေါ်ယူပြီးတော့ဥကောင်းကွန်တိုင်းတာတွေကိုတိုင်းတာတယ်။နှာခေါင်းနေထားမျက်လုံးရောင်ရိုးစစ်ဖွဲ့စည်းပုံတွေကိုမှတ်တမ်းတင်ပါတယ်။ဘာလို့လဲဆိုရင်တော့သူတို့ကတိဘက်လူမျိုးတွေဟာရှမ်ဘဲလကလူတွေနဲ့သွေးဆက်ထားတယ်လို့ယုံကြည်နေလို့ပါ။တိဘက်လူမျိုးတွေစီကနေတဆင်ရှမ်ဘဲလကိုဝင်ရောက်နိုင်မယ်။ လိုဝဲကုတ်တွေကိုရနိုင်မယ်လို့မျှော်လင့်ခဲ့ကြတာပါ။နာစီတွေရှမ်ဘဲလာကိုတလောက်လိုချင်ရတဲ့အဓိကကြောင်းရင်းကရွှေငွေရတနာတွေကြောင့်မဟုတ်ပါဘူး။အဲ့ဒီထက်တန်ဖိုးကြီးတဲ့ຢာခုရှိပါတယ်။အဲ့ဒါကတော့ free လို့ခေါ်တဲ့စွမ်းအင်ပါ။ရှီဟောင်းစာပေတွေຢာရှမ်ဘဲလာကလူတွေဟာ free လို့ခေါ်တဲ့စัจ java လာစွမ်းအင်ကိုထိ ंछ ုပ်နိုင်ကြပါလေ။ဒီစွမ်းအင်ကိုသုံးပြီးတော့သူတို့ဟာကောင်းကင်မှာပြန်တန်းနိုင်တဲ့ရင်းမြန်တွေကိုမောင်းနှင်ကြတယ်။ယောဂါတွေကိုကုသနိုင်တယ်။ လူတယောက်ရဲ့စိတ်ကိုအဝေးကနေထိန်းချုပ်နိုင်ကြတယ်။အနုပြုပုံထံပြင်းထန်တဲ့ဖြက်စီးမှုတွေကိုပါလှုပ်ဆောင်နိုင်ပါတယ်။ဟစ်တလာလိုချင်တာကဒီအရာတွေပါပဲ။တကယ်လို့သာနာဇီတွေကရှမ်ဘဲလာကိုတွေးရှိပြီးဒီဒီပညာကိုရားခဲ့မယ်ဆိုရင်ဒုတိယကမ္ဘာစစ်ရဲ့အဖြေကပြောင်းလဲသွားနိုင်ပါတယ်။အမေရိကန်မှာအနုပြုပုံမပေါ်ခင်နာဇီတွေက UFO လိုရင်းမြစ်တွေနဲ့ကမ္ဘာကြီးကိုသိမ်းပိုက်သွားနိုင်ပါတယ်။ မှတ်တမ်းတွေအရရှာဖာတို့ဖွဲ့ရတိဘက်ဖုံးတော်ကြီးတွေစီကနေကာဂျူရာလို့ခေါ်တဲ့ရှေးဟောင်းကျန်းစာအုပ်ပေါင်း100ကျော်ဂျာမနီကိုတည်ဆောင်သွားခဲ့ပါတယ်။အဲ့ဒီကျန်းစာတွေထဲမှာရှမ်ဘဲလာကိုတွားတဲ့မြေပုံပါလာသလား။ဒါမှမဟုတ်ရင်ဖရီးစွိုင်းကိုထုတ်ယူနိုင်မယ်။နီလန်းတွေပါလာသလား။စစ်ပြီးတဲ့အခါအဲ့ဒီစာအုပ်တွေဘယ်ရောက်သွားလဲဆိုတာကတော့ဒီနေ့ထက်တိဘယ်ဟည်သည်တခုလိုပါပဲ။ကဘာမြေပုံကိုဖြန့်ခင်းပြီးကြီးလိုက်မယ်ဆိုရင်တော့ New York, London, ပေကျင်းမြို့ကြီးကြီးကိုမိတ်ဆွေတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ရှမ်ဘဲလာဆိုတဲ့မြို့ကိုတော့မိတ်ဆွေဘယ်မြို့မှမှရှာတွေ့မှာမဟုတ်ပါဘူး။ခေတ်သစ်ပထဝီပညာရှင်တွေကတော့ဒါဟာစိတ်ကူးရင်တန်းနာကြီးတသက်ပဲလို့ပြောကြပါတယ်။ဒါပေမဲ့တိဘက်လာမဖုံးတော်ကြီးတွေကတော့တမျိုးပြောကြပါတယ်။ရှမ်ဘဲလာဆိုတာတကယ်ရှိပါတယ်။ဒါပေမဲ့တာမန်မျက်စိနဲ့ကြည့်လို့မမြင်နိုင်ဘူး။ကံစီမံရပါသူတွေတရားထူးရသူတွေမှသာအဲ့ဒီတန်းချောင်းကိုမြင်နိုင်တယ်လို့ဆိုပါတယ်။ တချို့ရှေးဟောင်းစာပေတွေမှာတော့ရှမ်ဘဲလာဟာကဘာမျက်နှာပြင်ပေါ်မှာရှိတာမဟုတ်ပဲကဘာအတွင်းပိုင်းအခေါင်းပေါက်ထဲမှာရှိတယ်လို့ဆိုကြပါတယ်။မြဝင်ရုံစုံနဲ့တာဝန်ရုံစုံမှာရှိတယ်။အေယာမတွင်းနဲ့ကြီးတွေကနေတဆင့်ဒါမှမဟုတ်ဟီးမွေနာနှင်းတောင်တွေကြားကလှုပ်ဝက်ကူပေါက်တွေကနေတဆင့်ကဘာမြေအောင်လဲဘဟုမှာရှိတယ်။အဲ့ဒီတိုင်းပြည်စီကိုဝင်ရောက်နိုင်တယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီမြေအောင်ကဘာမှာနေမင်းကြီးမရှိပေမဲ့ကဘာဘဟုအချက်ကထွက်နေတယ်ထူးဆန်းတဲ့အလင်းရောင်ကြောင့်နေဘက်လိုလင်းထိန်နေတယ်လို့ဆိုပါတယ်။ ရှမ်ဘဲလာရဲ့ပုံသဏ္ဍာန်ကိုစိတ်ကူးနဲ့ပုံဖော်ကြည့်မယ်ဆိုရင်ဂျန်ကန်တွေရရှမ်ဘဲလာတိုင်းပြည်ဟာကြီးမားတဲ့နှင်းတောင်ကြီးတွေဝန်းရံထားတဲ့ဂျိုင်ဝမ်ကြီးတစ်ခုဖြစ်ပါတယ်။အပေါ်စီးကကြီးလိုက်ရင်ပွင့်ပတ်၈ခုပါတယ်ဂျာဘန်းကြီးတစ်ချက်နဲ့တူပါတယ်။အဲ့ဒီဂျာဘန်းရဲ့အလဲဘဟုမှာတော့ရှမ်ဘဲလာပြည်ရင်ကြီးစိုးဆိုင်ကာလက်လို့ခေါ်တဲ့နန်းတော်ကြီးတစ်ခုရှိပါတယ်။ဒီနန်းတော်ကြီးဟာတာမန်ကျောက်တုံးတွေနဲ့စောက်ထားတာမဟုတ်ပါဘူး။နိုင်ရန်တွေကရွှေအမိုးတွေကကြောက်တံပဒံများနဲ့ပရင်းပေါက်တွေကစိန်တွေစီချဲထားလို့ ညဘက်ရောက်ရင်တော့မီးထွန်းစရာမလိုတော့ရောင်တွေတောက်ပတ်နေတယ်လို့ဆိုပါတယ်မြို့တော်ရဲ့ပဝင်းကျင်မှာတော့အန်ဟောပဲကောင်းတဲ့ဥယျင်တွေရှိပါတယ်အဲ့ဒီမှာပွင့်တဲ့ပန်းတွေကဘယ်တော့မှမညိုသွားဘူးတီးနံတွေကရာသီမြေးတီးတယ်စမ်းချောင်းတွေထဲမှာစီးစင်းနေတဲ့ရေဟာနှုတ်ရည်တို့ချိုးပိမ့်ပါတယ်ဒါဟာလူသားတွေအမြဲတမ်းတောင်းတနေခဲ့တဲ့ဒုက္ခဘုံသို့မဟုတ်နောက်တိုင်းသားတွေပြောတယ်ရှန်ဂရီလာဆိုတာပါပဲဒီတိုင်းပြည်မှာနေထိုင်တဲ့သူတွေကရောဘယ်လိုလူတွေလဲသူတို့ကကျွန်တော်တို့လိုပဲ ဝေးဖွားအိုမေနာမကျန်းဖြစ်ချသလားဆိုရင်တော့အဖြေကတော့မတူပါဘူး။ရှမ်ဘဲလာကလူတွေကအလွန်ကျမ်းမာတန်ဆွမ်းကြပါတယ်။ယောဂဗယဆိုတာမရှိသလောက်ရှားပါတယ်။သူတို့ရဲ့တက်တန်းဟာနှစ်ပေါင်း၁၀၀၂၀၀မကပါဘူး။နှစ်ပေါင်းထောင်ကြီးရှိကြတယ်လို့ဆိုကြပါတယ်။သူတို့ဟာရုပ်ပိုင်းဆိုင်ရာပြည့်စုံတွေမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာပါအလွန်မြင့်မားကြတယ်။တယ်လီပတီအချင်းချင်းစိတ်နဲ့ဆက်သွယ်ခြင်း levitation ကောင်းကင်ပြောင်းခြင်းလို့ဆိုရင်ရှိကြပါရဲ့ကြီးဆုံးကတော့သူတို့စီမှာလောဘဒေါသနှဲပါပါတယ် ပတ်စံရှားစရာမလို့စာရေးစာတွေပေါ်များတယ်အချင်းချင်းရှင်ပြန်တိုက်ခိုက်စရာမလို့ဒါကြောင့်သူတို့ကအချိန်များစုတရားအထုတ်ခြင်းအမှုပညာဖန်တီးခြင်းနဲ့သိပ္ပံပညာလေ့လာခြင်းတွေပါပဲကုံစိုးတွေရှိကြပါတယ်ရှံဘဲလာဆိုတာဒါနာကြီးတသက်မဟုတ်ကြသက်သေပြနေတာကတော့ဗုဒ္ဓဘာသာတမိုင်းပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဂေါရမမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အခါကအိန္ဒိယတောင်ပိုင်းမှာကာလစัจ္ချတရားတော်ကိုဟောကြားခဲ့ပါတယ် အဲ့ဒီချိန်မှာရှမ်ဘဲလာတိုင်းပြည်ရဲ့ပထမဆုံးဘုရင်သူချန္ဒရာဟာသူ့ရဲ့တိုင်းသူပြည်သား66တန်းနဲ့အတူကောင်းငင်ခီးကနေကြွလာပြီဒီတရားကိုနာယူခဲ့တယ်လို့မှတ်တမ်းတွေမှာဆိုထားပါတယ်ဘုရင်သူချန္ဒရာဟာဒီတရားတော်ကိုရှမ်ဘဲလာကိုတည်ဆောင်သွားပြီးတော့တိုင်းပြည်ရဲ့အဓိကကိုးကွယ်ရာဖြစ်သတ်မှတ်ခဲ့တယ်ဒါကြောင့်ဒီနေ့တက်တီတိဘက်တလိုင်းလာမှာဖုံးတော်ကြီးတွေဟာကာလစัจကြပွဲတော်ကိုကျင်းပတိုင်းရှမ်ဘဲလာတိုင်းပြည်ကိုရည်မှန်းပြီးပူဇော်ကြတာဖြစ်ပါတယ် ဒါဟာသမိုင်းနဲ့တန်တာကြီးပေါင်ကူပေးထားတဲ့တခုစီးသောတရားပါပဲ။ကြည့်ရတာတော့ရှံဘဲလားဆိုတာတကယ်နိဗ္ဗာန်ပုံလေးတစ်ခုပါပဲ။အေဂျင့်လှပပြီးတော့ပြည့်စုံတယ်။ဒါလောက်အေဂျင့်လှပတယ်တိုင်းပြည်တစ်ခုမှာပါကြောင့်ရူဒရာစัจကြဆိုတဲ့စစ်ဘီရင်တပါပေါ်ထွန်းလာရမှလဲ။ဘာကြောင့်သူတို့ဟာအေယာမစစ်တပ်ကြီးကိုလှုပ်ဝက်ဖွဲ့စည်းထားရတာလဲ။ဖြေကတော့သူတို့ဟာတခုခုကိုတည်နေလို့ပါပဲ။တနည်းကြရင်ကဘာမြေပြင်ပေါ်ကအကောင်းဆုံးဝါးတွေလူရိုင်းတွေဟာသူတို့ရဲ့တကားဝကိုရောက်လာမယ်ဆိုတာကို ရေးချမ်းမှုဆိုတာထာဝရမဟုတ်ပါဘူး။ရှမ်ဘဲလာရဲ့ငြင်းချမ်းမှုအကြောင်းကိုပြောခဲ့ပြီးပါပြီ။အခုကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးဘက်ကိုပြန်လဲကြည့်ရအောင်ပါ။ကာလဆက်ကြာကျန်းကန်တွေမှာရှမ်ဘဲလာတကားမပွင့်ခင်ကဘာကြီးမှာဖြစ်ပျက်မဲ့အတိတ်နမိတ်တွေကိုတီးကြဟော့ကိန်းထုတ်တာပါပဲ။အဲ့ဒီဟော့ကိန်းတွေရာကဘာကြီးဟာကာလီယုကလို့ခေါ်တဲ့ပျက်စီးရပျက်စီးကြောင်းခေဆိုးကြီးတွေကိုရောက်ရှိလာပါလိမ့်မယ်။ဒီခေတ်မှာလူတွေဟာတက်တန်းတို့လာမယ်။ယောဂအထူးဆန်းတွေဖြစ်မယ်။ အစိုးဆုံးကတော့လူတွေရဲ့စိတ်ဓာတ်တွေပါ။ငွေကြေးကိုဖျားသခင်လို့ကိုးကွယ်လာကြမယ်။မိသားစုချင်းတက်ဖြတ်ကြမယ်။ကောင်းဆောင်တွေကပြည်သူကိုလိန်ညာပြီးကိုကျိုးစည်းဝါရှာကြမယ်။တဘာဝတရားကြီးကဖောက်ပြန်ပြီးတော့ရှားဒီဥဒုတွေကမောက်ကမဖြစ်လာ။ဒီချက်တွေကိုကြည်လိုက်ရင်မိတ်ဆွေပါကိုသွားတတိရတယ်။ဟုတ်ပါတယ်။ဒါဟာလုပ်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကဟောခဲ့တဲ့စကားတွေဖြစ်ပေမယ်။လက်ရှိ21ရာစုကျွန်တော်တို့ကဘာမြေကြီးရဲ့မျက်နှာစာကိုကြည်မှန်တဲ့ချက်နဲ့ထောင်ပြနေတယ်လို့ပါပဲ။ ကျန်းကန်တွေထဲမှာအထူးသတိပေးထားတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့မီလက်ခါလို့ခေါ်တဲ့လူရိုင်းတွေပေါ်ပေါက်လာခြင်းပါပဲ။ဒီနေရာမှာလူရိုင်းဆိုတာတော်တဲ့ကလူတွေကိုပြောတာမဟုတ်ပါဘူး။ဤပညာလွန်မြင်ပါပေမဲ့နှလုံးသားမရှိတဲ့ဘာသာတရားမရှိတဲ့ဖြက်စည်းလူစိတ်ပြင်းထန်တဲ့ခေတ်သစ်လူသားတွေကိုဆိုလိုတာပါ။ဟောကိန်းအရာဒီမီလက်ခါပြည်နေဟာတကပါလုံးကိုသိမ့်ပိုက်ပြီးတဲ့အခါသူတို့ရဲ့နောက်ဆုံးပြစ်မှတ်ဖြစ်ရှန်ဘဲလာကိုရှာဖွေဖြက်စည်းဖို့ကြိုးစားကြလိမ့်မယ်ဆိုပါတယ်။သူတို့ဟာကောင်းကင်မှာပြန်တန်းနိုင်တဲ့တန်ငှက်ကြီးတွေ မမြင်နိုင်တဲ့လက်နက်ဆန်းတွေနဲ့ရှမ်ဘဲလာတကားပေါက်ကိုထိုးဖောက်ဖို့ကြိုးစားကြပါလိမ့်မယ်။မိတ်ဆွေဒီနေရာမှာစဉ်းစားကြရတဲ့ခုရှိလာပါပြီ။ဟစ်တလာရှာမတွေ့ခဲ့တဲ့ရှမ်ဘဲလာကိုအနာဂတ်မှာဘယ်သူကရှာတွေ့နိုင်မလဲ။ဂျူဒူနီးပညာတွေလား AI ဉာဏ်ရည်ဓူတွေလားအီလွန်မတ်တို့လိုနီးပညာရှင်တွေကကမ္ဘာမြေနှံကိုစကန်ဖန်ရင်းနဲ့တနေ့မှဒီလှုပ်ဝက်တကားပေါက်ကိုတကယ်ပဲရှာတွေ့သွားနိုင်မလား။ရန်သူတွေအင်အားကြီးလာတဲ့အခါသူရဲကောင်းကတော့ပေါ်လာစမြဲဖြစ်ပါတယ်။ရှမ်ဘဲလာတမိုင်းမှာအရေးကြီးဆုံးပုံကူကတော့ ရူဒရာဆက်ကြလို့ခေါ်တယ်25ဆံမြောက်ဘရင်မင်းမြတ်ပါပဲသူရဲ့နာမည်အိဗေကဘိန်းဆက်ကိုလှဲ့လှဲ့စေသောအမျက်ဒေါသရှင်သူအိဗေရပါတယ်လက်ရှိချိန်မှာရှန်ဘဲလာကိုအုပ်ချုပ်နေတာက23ဆံမြောက်ဘရင်ကိုယုံကြည်ကြပါတယ်ဒါဆိုရင်25ဆံမြောက်ဘရင်ရောက်ဖို့တိတ်မလို့တော့ပါဘောဂိနေရ2424ခုနှစ်မှာစစ်ပွဲကြီးတွေဖြစ်မယ်လို့တချို့ကတွက်ချက်ကြပေမဲ့တချို့ပညာရှင်တွေကတော့ကမ္ဘာအခြေအနေပျက်စီးလို့ရင်ဒီထက်စောပြီးဖြစ်လာနိုင်တယ်လို့ဆိုကြပါတ ရူဒရဆက်ကြမင်းကြီးဟာငင်းငင်းရေးကိုမျက်နှိုးပင်မယ်လိုအပ်လာရင်လက်နဲ့ကင်ဖို့ဝင်မလီတဲ့သူပါသူဟာရှမ်ဘဲလာရဲ့နှစ်ပေါင်းများစွာပိတ်ထားတဲ့ရွှေတကားကြီးတွေကိုဖွင့်ပြီးတော့မီလက်ခလူရိုင်းတွေကိုခြေမုံးဖို့အမိန်ပေးမဲ့သူဖြစ်ပါတယ်ဒီစစ်ပွဲကတာမန်စစ်ပွဲမဟုတ်ပါဘူးနျူကလ িয়ার လက်နက်တွေနဲ့နတ်ဖျားနီးပညာတွေနဲ့တိုက်ခိုက်မဲ့စစ်ပွဲပါမီလက်ခလူရိုင်းတွေဘက်ကဒုံးကြီးတွေတင်ကားတွေလေရင်တွေနဲ့တိုက်ခိုက်ကြဒါဆိုရှမ်ဘဲလာဘက်ကဘာနဲ့ပြန်တိုက်မလဲမြားတွေလက်တွေနဲ့လား အဲ့ဒီလိုမျိုးမဟုတ်ပါဘူးရှီယောင်ကျန်းတွေမှာဖော်ပြထားတာကတော့ရှမ်ဘဲလာစစ်တပ်မှာဝီမာနာလို့ခေါ်တဲ့အတန်ထက်မြန်နေရှင်မြန်တွေရှိပါတယ်သူတို့မှာစတုံးဟွီးကြောက်စဝန်းလို့ခေါ်တဲ့လက်နက်တွေရှိဒီလက်နက်တွေကရန်သူစစ်တပ်တခုလုံးကိုအမှုန့်ဖြစ်သွားအောင်ဖျက်ဆီးနိုင်တယ်ဒါအပြင်သူတို့မှာကြီးမားဆုံးလက်နက်တခုရှိပါသေးတယ်အဲ့ဒါကတော့စိတ်ဆွမ်းရဲ့ဝဲပါပါပါပဲရန်သူတွေရဲ့အုံနောက်ကိုထိ ंछ ုပ်ပြီးသူတို့ရဲ့လက်နက်တွေကိုအလုံးမလုံးနိုင်အောင်လုံးနိုင်စွာရှိတယ်လို့ဆိုပါတယ်ဒါဟာဟစ်တလာလိုချင်ခဲ့တဲ့ ဖရီးဆိုင်းရင်ဆိုတာဖြစ်နိုင်မလားခင်သစ်သိပ္ပံပညာနဲ့ရှိရင်ဘယ်သူတွေကနိုင်ရပါမလဲကဘာကြီးကအမုံတရားတွေစစ်ပွဲတွေနဲ့ပူလောင်နေတဲ့အချိန်မှာမီလခါလူရန်တွေကရှမ်ဘဲလာရဲ့တီနေရာကိုရှာတွေ့ပြီးကျူးကျော်ဖို့ပြင်ဆင်နေတဲ့အချိန်ဟိဘွေနာတောင်တန်းကြီးတွေတုံခါသွားပါလိမ့်မယ်။နေပေါင်းထောင်ကြီးပိတ်ထားခဲ့တဲ့လှုပ်ဝက်တကားပေါက်ကြီးတွေပွင့်သွားပြီးတော့ရွှေရံဝစ်စုံဝစ်စင်ထားတဲ့ရှမ်ဘဲလာစစ်တီတော်စန္ဒတန်ထွက်ပေါ်လာပါလိမ့်မယ်။သူတို့ရဲ့ကောင်းဆောင်ရူဒရဆက်ချာမင်းကြီးက နင်းဖြူရောင်မြင်းမြန်ကြီးကိုစီးပြီးတော့ရှေဆုံးကနေဦးဆောင်လာပါလိမ့်မယ်။ဒါဟာနေမြေလူပွဲမဟုတ်ပါဘူး။ဒါဟာအမှောင်နဲ့အလင်းရုပ်ဝတ္ထုနဲ့စိတ်ဝိညာဉ်တို့ရဲ့နောက်ဆုံးအဆုံးဖြတ်တိုက်ပွဲကြီးပါပဲ။ဒီစစ်ပွဲကြီးပြီးရင်ကဘာကြီးပါဖြစ်သွားမလဲ။ရွှေခိတ်ကိုပြန်ရောက်သွားမလား။ဒါမှမဟုတ်အားလုံးပြတ်သုံးသွားမလား။ကျန်းကန်တွေရာဒီစပွဲကြီးပြီးတာနဲ့ကဘာကြီးကတန်ရှင်းစင်ကြဲသွားပါလိမ့်မယ်။ဒေရုတွေတန်ရှင်းလာမယ်၊ရေတွေကြီးလင်လာလိမ့်မယ်။ စစ်ပွဲတဲ့ညောင်ပျက်စီးသွားတဲ့မြေနေရာတွေမှာပန်းတွေပြန်ပွင့်လာလိမ့်မယ်။ဒါဟာအဆုံးသက်တစ်ခုမဟုတ်ပါဘူး။စားပြူခြင်းတစ်ခုပါ။ရှမ်ဘဲလာကားပွင့်ပြီးနောက်ကဘာကြီးအရွှေခစ်တဲ့ကိုကူပြောင်းရောက်ရှိပါလိမ့်မယ်။အဲ့ဒီခေတ်မှာလူသားတွေရဲ့တပ်တန်းဟာတရွေ့ရွေ့ပြန်ပြီးတော့တပ်တန်းတွေရှည်လာမယ်။ကောက်ကျစ်ဆင်းလဲမှုခိုးယူမှုတပ်ဖြတ်မှုဆိုတာတွေကမရှိတော့ပါဘူး။လူတိုင်းဟာတရားဓမ္မနဲ့အညီတည်ထိုင်ကြလိမ့်မယ်။အရေးကြီးဆုံးအချက်ကတော့ဒီရွှေခစ်တဲ့ကိုရောက်တဲ့အခါပြင်စမမြောက်ဗုဒ္ဓဖြစ်တော်မူတဲ့ရေမေရီရဲ့မျက်စွာပြာပွင့်တော်မူလိမ့်မယ်လို့ယုံကြည်ကြပါတယ်။ ရန်ဘဲလာရဲ့အစွမ်းဆုံးရီမန်းချက်ဟာဒီရွှေခေတ်တစ်ကိုတိဆောက်ပြီးတော့လူသားအလုံးကိုတရားဓမ္မလမ်းကြောင်းပေါ်ပြန်တင်ပေးဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်ရှန်ဘဲလာဆိုတာရွှေငွေတွေပေါ်တဲ့တိုင်းပြည်မဟုတ်ပါဘူး။တရားဓမ္မတွေပေါ်ကျွေွားတဲ့တိုင်းပြည်တစ်ခုသာဖြစ်ပါတယ်။ရှန်ဘဲလာဆိုတာမြေပုံပေါ်ကတကယ်နေရာတစ်ခုလား။ဒလိုင်းလာမဖုံးတော်ကြီးတွေကတော့ဒီလိုမိန့်ကြားဖို့ပါတယ်။ရှန်ဘဲလာကိုရှာဖို့ဟိမွန်နာတောင်ပေါ်တက်เสียမလိုပါဘူး။ရှန်ဘဲလာဆိုတာမင်းရဲ့စိတ်နှလုံးသားထဲမှာရှိနေတဲ့နေရာပါတဲ့။ တကယ်တော့ကျွန်တော်တို့နေ့စဉ်တိုက်ခိုက်နေရတဲ့လောဘဒေါသတွေကမိလက်ခလူရိုင်းတွေပါပဲကျွန်တော်တို့ရဲ့ပညာဉာဏ်ကရှံပဲလာပြင်ပါပဲကျွန်တော်တို့ကိုယ်စိတ်ကိုအောင်နိုင်တဲ့နေရာရှံပဲလာတကားပွင့်တဲ့နေပါပဲဟစ်တလာဘာလို့ရှာမတွေ့ခဲ့လဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်သူကအပြင်လောကမှာရှာခဲ့လို့ပါတကယ်တော့ရှံပဲလာဆိုတာစိတ်ထားပြုစင်သူတွေသူတော်ကောင်းတွေအတွက်သာတီးသက်ဖန်တီးထားတဲ့ဖြူဝါလန်တစ်ခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ရှမ်ဘဲလားဆိုတာပုံမြင်တစ်ပုတ်ဖြစ်နိုင်သူလူသားတွေအတွက်နောက်ဆုံးမျှော်လင့်ချက်ဖြစ်နိုင်ပါဒါပေမဲ့တေးကြတာတစ်ခုရှိပါတယ်ကျွန်တော်တို့ကဘာကြီးကအခုချိန်မှာလမ်းစုံလမ်းကွာတစ်ခုကိုရောက်နေပါပြီကျွန်တော်တို့ကနီးပညာကိုသုံးပြီးကဘာကိုဖျက်ဆီးမဲ့မိလက်ခါတွေဖြစ်မလားဒါမှမဟုတ်ရင်တရားဓမ္မကိုစောင့်ထိုင်းပြီးငြိမ်းချမ်းရေးကိုတည်ဆောက်မဲ့ရှမ်ဘဲလားစစ်တီတော်တွေဖြစ်မလားရွေးချယ်မှုကတော့မိတ်ဆွေတို့ရဲ့လက်ထဲမှာပါပဲ knowledge ကျန်ရှိကနေတင်ဆက်ပေးခဲ့တဲ့ရှမ်ဘဲလားခီးစဉ်ဒီမှာပဲဆုံးသက်လိုက်ပါရစေ ီဗီဒီယိုကနေအသိပညာဗဟုသုတတစ်ခုခုရရှိခဲ့မယ်လို့မျှော်လင့်ပါတယ်။ကြိုက်နှစ်သက်တဲ့ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်ဆုံတွေ့ကြပါမယ်။အားလုံးပဲကိုပိုင် share လာကို share ဖွဲ့တွေ့ရှိနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်။